ဆက်စပ်မော်စီပွားရေးမှာဝင်ဝင်နဲ့ယာတူအမြဲဆန်ရရှိပေးပွဲဆိုရင်တော့ကျွန်တော်တို့လူတိအခွင့်အလမ်းမိတ်ဆက်ပေးတဲ့နေရာမှာကျွမ်းကျင်ဖို့လိုပါတယ်ခင်ဗျာဒီနေရာမှာလူတော်များများအနေနဲ့ဆက်စပ်မော်ကိုစပြီးတော့ဝင်လာတဲ့အခါမှာကျွန်တော်တို့ကြောက်တယ်အဓိကဘာကိုကြောက်တာလဲဆိုတော့ကိုယ်တွားပြီးတော့အခွင့်အလမ်းတက်ပေးတဲ့အခါမှာလူတွေက ကိုယ့်ကိုအထင်သေးမှာကြောက်တယ်ကိုယ့်ကိုငင်းဆိုမှာကြောက်တယ်ကိုယ့်ကိုလက်မခံမှာကြောက်တယ်အဲ့တော့ဒီကြောက်တရားတွေကကျွန်တော်တို့အားလုံးကိုအောင်မြင်မှုရဲ့အပါစီဖြစ်စေတယ်ခင်ဗျာဒါကြောင့်မို့ဆိုတော့လူတွေကိုမကြောက်ပါနဲ့ကိုယ်လုံးစရာရှိတဲ့အလုပ်တွေပုံမှန်လုပ်ဆောင်သွားပါဆက်စပ်မော်စီးပွားရေးကိုစပြီးလုပ်ကြိုင်တဲ့အခါမှာအရင်ဦးဆုံးကိုယ့်ရဲ့ပတ်ဝန်းကျင်မိတ်ဆွေတကယ်ချင်းမိသားတွေကတော့သဘောတူတဲ့တွေ့ရှိတယ်သဘောမတူတဲ့တွေ့လည်းရှိပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ကဒါတွေကိုလိုက်ပြီးတော့ခံစားရမှာမဟုတ်ဘဲနဲ့ကိုယ်လုံးရမယ့်အလုပ်တွေကိုပို့ပြီးတော့မှပင်ယူပါ ပို့ပြီးတော့မှတစ်ဖက်ကျွန်တော်တို့လက်ခံလာအောင်ကျွန်တော်တို့ကကြိုးစားပြရမှာဖြစ်ပါတယ်။ဒါကြောင့်အောင်မြင်မှုတစ်ခုကိုပွားတဲ့နေရာမှာကိုကအောင်မြင်မှုကိုချပြနိုင်မှာတစ်ဖက်ကျွန်တော်တို့သဘောမတူတဲ့သူတွေကလက်ခံလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီအဲ့လိုမျိုးကိုယ့်ကိုလက်အားပေးတဲ့သူရှိတယ်အားမပေးတဲ့သူရှိတဲ့အခါမှာပို့ပြီးတော့ကြိုးစားရမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ပွားပြီးတော့အခွင့်အလမ်းမိတ်ဆက်ပေးတဲ့အခါမှာဆိုရင်လေတချို့ကအဲ့လိုမျိုးတော်ဝင်ခြင်းရဲ့ပြောစကားကြောင့်လူတွေတော့ပေးတဲ့အခါမှာကိုယ့်ကိုပြန်ပြီးတော့မှအထင်ပေးတဲ့စကားတွေပြောခန့်ချိမှာကြောက်ရဲစိတ်နဲ့ ဆက်ဆက်မော်ရခွင့်လန်းကိုလူတွေသွားပြီးတော့မှမိတ်ဆက်မပေးရတဲ့သူတွေပါလားမသိဘူးခင်ဗျာအဲ့တော့အဲ့လိုမျိုးဖြစ်နေလေကျွန်တော်တို့ကပို့ပြီးတော့မှကိုလုံငန်းကိုကိုဒီနေ့သူများတက်ကောင်မပြောပြရဲလေဖြစ်နေလေကိုကဝင်ဝင်မရလေလေပဲဖြစ်ပါတယ်ကျွန်တော်ဆိုရင်ဒီစီးပွားရေးမှာစပြီးတော့ဝင်နေနေကြတဲ့ကကျွန်တော်အောင်မြင်ရမယ်ဝင်ဝင်ရရမယ်ဆိုတဲ့ယုံကြည်သိမ့်နဲ့ဝင်လာတာကျွန်တော်ဆက်ဆက်မော်ကိုစတင်တဲ့အချိန်မှာ2019ကိုလပိုင်းမှာစပြီးတော့အပေးဝင်နဲ့ရှယ်ယာပိတ်တယ်အဲ့ဒီနောက်မှာကျွန်တော်နားလေလိုက်တာကဝင်ဝင်မြန်တည်ဆောက်မယ်ဆိုတဲ့စိတ်နဲ့ဒါကြောင့်မို့ကျွန်တော်ဒီဆက်ဆက်မော်မှာ အဲ့ဒီလာကနေပြီးနောက်လာ2019 10လပိုင်းကနေပြီးတော့ဝင်ငွေရခဲ့တာယနေ့ချိန်ထိပဲတလာမှာသက်ဆက်မရဘူးဆိုရလားတလာမှာမရှိဘူးအဲ့ဒါဘာကြောင့်လဲဆိုရင် success mode ရဲ့ zero drop plan ကိုရုံရုံကြည်ကြည်နဲ့နေ့စဉ်နဲ့များကျွန်တော်ဒီလူတွေကိုခွင့်လန်းပေးရခွင့်လန်းပေးရဆိုတာကကျွန်တော်တို့ရဲ့ဘဝကိုတိုးတက်မြင့်မာအောင်အခွင့်လန်းပေးတယ်ပြီးတော့ကျွန်တော် plot တဲ့ plot တဲ့ပိုင်းဆိုင်ရာမှာလည်းကျွန်တော်တို့ စ္စည်းကိုသဘောကျပြီးလဝယ်တဲ့သူတွေရှိတဲ့ခါမှာလဲကိုလက်လီလက်ကအနှွယ်ရနိုင်တယ်လို့မျိုးကျွန်တော်တို့စီးပွားရေးခွင့်လန်းပေးတဲ့နေရာမှာလဲကိုနဲ့အတူကျွန်တော်တို့ generation လို့ခေါ်တဲ့ G1 ကနေဆင်းသက်သွားတဲ့ G1 G2 G3 တွေနဲ့အတန်းအဖွဲ့ကြီးတွေကျွန်တော် network ကိုခိုင်မအောင် တည်ဆောက်လာနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီ success mode မှာကိုပေးရတဲ့အလုပ်တွေပုံမှန်လုံးဆောင်သွားပါပုံမှန်ခွင့်လန်းပေးပါပုံမှန်ကျွန်တော်တို့ success mode လို့ကိုနေ့စဉ်နဲ့များကြိုးစားသွားမယ်ဆိုရင်ကျွန်တော်တို့မှာနေ့စဉ်နဲ့များဝင်ငွေတွေတည်ဆောက်လာနိုင်တယ်နေ့စဉ်လားစဉ်အပတ်စဉ်ကျွန်တော်နေ့စဉ်နဲ့တိုင်းဝင်ငွေတွေကျွန်တော်တိုးတက်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ success mode ရဲ့စီးပွားရေးကိုဒီမှာစတင်လုပ်ကြိုင်တဲ့မိတ်ဆွေများအားလုံးနဲ့ဘယ်ရောက်ကိုမှမကြောက်မရွံ့ပဲနဲ့တက်ပြီးရှိရှိကျွန်တော်တို့ဒီ success mode ကိုကြိုးစားလုပ်ကြိုင်ပါလို့အားပေးချင်ပါတယ်ခင်ဗျာ